ဟုတ်ကဲ့ပါအန်နီဂရစ်ပြောပါမယ်ကျွန်တော်တခုတစ်ချက်သွားပြီးတော့သတိရတယ်ခင်ဗျအဲ့ဒါဘာလဲဆိုတော့အန်နီဂရစ်အမင်းသမီးစားဖြစ်ခဲ့တဲ့ဒီ1980 80ကာလတွေမှာဆိုလို့ရှိရင်လည်းဟိုအရှိပိုင်းမှာအန်ဒီခင်တန်းတို့တို့အန်ဒီဝါဝင်းရှူတို့ဆိုလို့ရှိရင်လည်းဟိုရုပ်ရှင်အမှုပညာဖန်တီးထုတ်တဲ့အခါမှာမင်းသမီးတယောက်အဖြစ်ရည်တည်တဲ့အမှုပညာကိုတကယ်ကိုမှော်ဝင်ပြီးတော့ရိုက်ကူးထုတ်လုပ်တာကိုတွေ့မြင်ရပါတယ်ခင်ဗျအန်ဒီဂရစ်ကရုပ်ရှင်စကား ရိုက်ကူးထုတ်လုပ်ပုံတွေပုံစံမျိုးကကျွန်တော် quality ရော quantity အပိုင်းရောသွားတဲ့အပိုင်းတွေကိုကျွန်တော်တွေ့မြင်ရပါတယ်ခင်ဗျာအဲ့ဒီပုံမှာ integration အမှတ်တရဖြစ်တဲ့အပိုင်းလေးတွေလည်းကျွန်တော်ကြားချင်ပါတယ်ခင်ဗျာ ကျမတို့ကအိမ်မှာလေဟိုတမီးအဖေကလည်းမင်းသားဆိုတော့လေအဲကိုအိမ်မှာပဲဒါရိုက်တာဥနန္ဒာလို့ဇန်ညွှန်းရေးတဲ့ဥအောင်ကြီးလို့အဲဒီတာဥညွတ်မောင်လို့ရှိရတင်းရှိရပေါ့အဲ့တင်းရှိတဲ့အတွက်ကြောင့်မလို့အင်းရဲ့ဟိုတိတ်ခအတွက်ကိုတိုင်းထုတ်လုပ်တယ်ပေါ့နော်ကားကတစ်နှစ်ကိုတစ်ထုတ်ဒါမှမဟုတ်နှစ်ထုတ်ထုတ်တတ်ပါတယ်ဟုတ်ကဲ့အဲ့လိုမျိုးထုတ်တဲ့ဟာကလည်း ကိုမင်းသမီးလှုပ်လို့သူမင်းသားလှုပ်လို့ရလာတဲ့ပတ်စံတွေကိုကိုဒီရုပ်ရှင်လောကတွေကိုပြန်ပြီးတော့ရင်းနှီးမြှုပ်နှံတယ်လို့ယုံကြည်လို့ဟုတ်ကဲ့လှုပ်ကြတာပါကျမတို့တခြားစီးပွားရေးတွေမလှုပ်ပါဘူးဟိုလှုပ်လဲမလှုပ်တတ်တော့လေစိတ်လဲဝင်စားကြအောင်ဒီလှုပ်ကိုပဲ dedicatedly ပေါ့နဲ့သစ္စာရှိရှိနဲ့လှုပ်ကြပါတယ်အဲ့ဒီလိုမျိုးလှုပ်တဲ့နေရာမှာအဓိကတော့ဟိုဇလန်းအရေးကြီးတယ်ဆိုတာကိုလည်းသတိထားမိပါတယ်ပြီးတော့ strategy ်ရှိတယ်ပေါ့နော်အပထမဦးဆုံးကြီး9နှစ်လောက်9နှစ်လောက်ကသူများကားတွေကိုကိုကအခစားအနေနဲ့လိုက်ရရရိုက်တဲ့အချိန်တွင်းမှာလည်းပဲသူတို့ရဲ့ film management ကလေဒီ MBA course မှာမရှိဘူး film making management အဲ့ဒါတွေကိုလိုက်ပြီးတော့လေ့လာရတာပြီးတော့ကိုယ့်ဟင်ကားတွေရိုက်တဲ့အခါကျလည်းဘယ်လိုရိုက်မလဲဆိုတော့ production design ကိုဆွဲရတာ design ဆွဲတဲ့ဟာကိုကျွန်မငငယ်တဲ့ကလည်းဝါသနာပါတယ်ကိုယ့်ဟင်ကားတွေကိုရိုက်တဲ့ဟာမှာလည်းကိုကိုယ်တိုင်အားစိုက် က်ပြီးတော့အာအားထည့်ပြီးတော့လှုပ်တယ်တခြားလူတွေရိုက်တဲ့အခါမှာလည်းပဲအလင်းသိရင်သိတယ်လို့ကုညီပေးပါအဲ့တော့ကျမရဲ့ personal အရာ strategy ကတော့မင်းသမီးလုပ်နေတဲ့အချိန်တွင်းမှာလည်းပဲ knowledge တွေကိုရအောင်အာသူများတွေလှုပ်တာကိုလည်းပဲ media shadowing ဟုတ် approach လို့ခေါ်တယ်ကို shadow လို့ပဲကြည့်ထားရတယ်ဒါက non formal လीအကြောင်းမှာတတ်တတာမျိုးမဟုတ်ပေမဲ့လည်း theory နဲ့ reality ဘာလို့တလဲဆိုတာအဲ့လိုကြည့်ရတာအဲ့ဒါ approach ကတစ်ခုပေါ့နောက်တစ်ခုကကြတော့ဟို စပြီးတော့ရိုက်တော့မယ်ဟိဆိုကြတယ်ကဇန်ညွန်းကအရေးကြီးရယ်ဆိုတာသိရယ်လေအဲ့တော့အဲ့ဒီဇန်ညွန်းကိုလည်းစောစောစီးစီးလေးကဝတ္ထုစာအုပ်များများဖတ်ပြီးတော့ဝတ္ထုဇလန်တွေကိုလည်းကြည့်ရုပ်ရှင်တွေကိုလည်းကြည့်ပြီးအဲ့လိုလေ့လာတာပေါ့ဥပမာအပြင်ဆိုလို့ရှိရင်အဖေတစ်ခုသားတစ်ခုဆိုလို့ရှိရင်ဒါကျမရဲ့ production design ပါပဲကျမတို့အင်္ဂါနေပြီးတော့ထုတ်မဲဆိုပြင်ဆင်ထားတဲ့ဟာကိုဟိုဥတင်ဆိုတော့ကလိုချင်တယ်ဆိုလို့ပေးလိုက်တာမျိုးပါ အဲ့ဒီဇလန်းလေးဖြစ်ဖို့ဆိုလို့ရှိရင်ဟို The Charlie Chaplin နဲ့ The Kids ဆိုတဲ့လက်တော်လောက်ရှိတဲ့စာသားမပါဘူးအယုတ်တွေကြီးပဲပါတယ်စာအုပ်ကလေးတုံးရှိအဲ့ဒီတုပ်ပေါ်မှာ base လုပ်ပြီးတော့ဗောနော်အဇလန်းကိုဆင်ရတာပေါ့အဲ့တော့ဟိုဇက်ကွက်များကိုဆင်တဲ့နေရာမှာ ကျမတို့ကတော့အမြဲတမ်းဟိုကိုယ့်ရဲ့ own identity ဟာဘယ်သူမှလူလို့မရဘူးဘယ်သူမှရှင်လို့မရဘူးကိုယ့်ရဲ့ values ကိုလူမျိုးရဲ့ကိုတိုင်းပြည်ရဲ့ယဉ်ကျေးမှုဟာဘယ်ဘယ်တိုင်းပြည်ဘယ်လူမျိုးမှာရှင်လို့မရအဲ့ဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့ယဉ်ကျေးမှုတွေကိုဒီထဲကိုထည့်ပေးမယ်ဆိုတဲ့ဟာတော့အမြဲပါတယ်အဲ့ဒီစေတနာတစ်ခုကလည်းအကျိုးပေးတာလားမသိဘူးကားတို့များအောင်မြင်တတ်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဟိုအန်ဒီဂရစ်နေနေရလဲပေါ့နော်2002ခုနှစ်မှာကျွန်တော်တို့ Southern California မှာ Media ခေါင်းဆောင်ပိုင်းကို သွားပြီးတယောက်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာလည်းနိုင်ငံအတွက်တကယ်အချိုးဖြူနိုင်တဲ့လုပ်ငန်းဆောင်ရွက်ချက်တွေအများကြီးကျွန်တော်ခန်းစားတွေ့မြင်ရပါတယ်ခင်ဗျဟို Anigris အနေနဲ့ကိုကိုကိုခံယူထားတာဆိုလို့ရှိရင်တော့ဟိုမီဒီယာပိုင်းဆိုင်ရာမှာရောဒီလူမှုရေးလှုပ်ရှားတက်ကြွတဲ့သူတယောက်အဖြစ်ဟုတ်ကဲ့ခံယူထားရဆိုရပိုင်းလည်းကျွန်တော်တွေ့မြင်ပါတယ်ခင်ဗျာအဲဒီလိုမီဒီယာခေါင်းဆောင်ပိုင်းတွားပြီးတော့တက်ရောက်တင်ယူတဲ့အခါမှာရရှိခဲ့တဲ့အတွေ့အကြုံပညာရက်တွေကိုဒီမှာပြန်လဲအသုံးချမှုအပိုင်းတွေနဲ့ပတ်သက်ပြီးကျွန်တော်တစ်ချက်သိချင်ပါခင်ဗျာဟုတ်ကျွန်မအဲ့ဒီ ပညာသင်စုကိုရှောက်ချင်တာလေအသက်30လောက်ခရေက dreamer ဒီဘက်ကရုပ်ရှင်ကိုမင်းသမီးအဖြစ်နဲ့လုပ်နေရနေတော့တခုခုကိုသွားပြီးတော့သင်ပလိုက်လို့ရှိရင်ပို့ပြီးတော့စမ်းသစ်တဲ့ပုံတော့အတွေးခေါ်ရင်းနဲ့ innovative idea တွေရလာမယ်လို့ယုံကြည်တာပေါ့အဲ့ရှောက်ဖို့အတွက်ဆိုတော့အင်္ဂလိပ်စာတွေသင်တန်းတွေလည်းတက်တယ် TOEFL တွေပါလေပဲဖြေဖို့ဆိုပြီးတော့တက်သေးတယ်အာဒါပေမဲ့လို့ဟို 1990အနောက်ပိုင်းအချိန်မှာ PSI ကနေတော့ဒီမှာ HIV campaign တခုလုပ်မယ်ဆိုတော့ awareness ပေါ့နော် media campaign တခုလုပ်မယ်ဆိုတော့အဲကျမကိုပြောတော့ကျမအဲ့ဒီမှာ ဝန်ထမ်းလေးအဖြစ်နဲ့ဝင်ပြီးတော့အလုပ်လုပ်ပါတယ်။အာ project officer လေးပါပဲ။အဲတစ်လမှလာက400ပဲရပါတယ်။ဒေါ်လာ400ရတာလေးနဲ့ဝင်လုပ်တယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအချိန်မှာကျမတို့ရုပ်ရှင်က critical moment ဖြစ်နေတယ်။ရုပ်ရှင်နေဟာတခုခုကိုပြောင်းရတော့မယ်ဆိုတာမြင်နေတယ်။အဲ့ဒါကျမအကိုလုပ်ချင်တဲ့ HIV ကာကွယ်ရေးအလုပ်များကလည်းကိုတယောက်တည်းဆို လုပ်လို့မရအောင် international organization T H G umbrella တခုလိုရဲဆိုတာကိုလည်းမြင်တယ်အဲကြောင့်ကျွန်မဝင်လောက်ပါတယ်လောက်ရင်းကနေရောမှာအဲ PB ဆိုင်ရမှာအဲ media lender leadership program ဆိုတာတခုရှိရပေါ့အဲ့ဒါမြန်မာလျှောက်ပါလားလို့ဆိုပြီးတော့ပြောတော့ဆရာကနေရောကျွန်မဆရာကနေ country director ကနေလျှောက်ခိုင်းတာမှာလျှောက်ခိုင်းတဲ့အတွက်ကျွန်မလျှောက်ကြည့်တဲ့အခါမှာအသက်က49နှစ်ရှိပြီအဲ့တော့မှရပါတယ်အဲ့တော့ media leadership program မှာနိုင်ငံပေါင်းဟို၈နိုင်ငံက ပေါ့နော်မဖွင့်ဖြိုးတဲ့နိုင်ငံကလူတွေလာပြီးတော့တက်ကြတာဖြစ်ပါတယ်အဲ့ဒီမှာအထူးသဖြင့်ကတော့ leadership လုပ်တဲ့ရည်ရွယ်ချက်ကသူက change maker ဖြစ်ဖို့အတွက်ပြောင်းလဲဖြစ်ဖို့အတွက်အဲ့ change maker ဖြစ်ဖို့အတွက်ဆိုရင် သူမြင်ရမယ် behavior change component မျိုးသင်ရ behavior change component နဲ့မှာ အဲ့ဒီခေတ္တကတော့လက်ခံတာတော့ behavior change through soap တဲ့ soap လို့ခေါ်တဲ့ဇလန်းတွဲတွေကနေတော့လူတွေရဲ့အမှုအကျင့်ကိုပြောင်းလဲစေတယ်လို့ယုံကြည်လို့ဇလန်းတွဲများမှလူတွေရဲ့အမှုအကျင့်များကိုဘယ်လိုမျိုးပြောင်းလဲစေနိုင်သလဲဆိုတဲ့ဘာသာရပ်ကိုအထူးပြုပြီးတော့သင်ရတာအဲ့ဒီအထူးပြုတဲ့ဘာသာရပ်ထဲမှာမှာ အမှုရဲ့အကျင့်များပြောင်းလဲဖို့အတွက်ကိုဘာ element တွေလိုတယ်လဲဆိုတော့ဇန်ညွန်းကအရေးကြီးဆုံးပဲလေအဲ့တော့ဇန်ညွန်းဘာသာရပ်ကိုထဲထဲဝင်ဝင်သင်ရပါတယ်ပြီးတော့မှ ဟို research methodology လဲကြည့်ရတယ်။သူကဟို entertainment တခုတည်းမဟုတ်ဘူးလေ edutainment ဖြစ်တယ်ဆိုတော့အဲဘယ်လိုမျိုးအချိုးအစတွေနဲ့ရောပေးလို့ရှိရင် character စင်းနဲ့ message တွေကိုဘယ်လိုပေးလို့ရှိရင်အာတစ်ဖက်လူဟာအမှုအကျင့်ပြောင်းလဲနိုင်မလဲဆိုတာမျိုးသင်ရတာ။ဒါကျမအဲ့ဒီဟို program လေးမှာတွတ်တက်ရတာအလွန်အမှားပျော်ပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီကိုတွတ်တက်လိုက်တဲ့အခါမှာ အသက်စမ်းတွေကိုမြင်လာခဲ့တယ်။နောက် change ဆိုတာတခုကိုလည်းအဲ့ဒီမှာပဲမြင်ခဲ့တာ။အဲ့တော့ဘယ်လို change လုပ်မလဲဆိုတော့ဗမာပြည်ပြန်ကြည့်လိုက်တဲ့အခါကျတော့ဟိုကျမ်းမာရေး platform မှာလည်း change behavior change ဖြစ်ဖို့လိုတာတွေတွေ့။ education မှာလည်း behavior change တွေ့တွေ့။နောက် social မှာလည်းပဲလူမှုရေးမှာလည်းဂန္ဓာမှာလည်းတွေ့။အဲ့တော့ဂန္ဓာကြီးသုံးခုစလုံးကိုမြင်တယ်လေ။မြင်တော့ PSI အနေနဲ့ကတော့သူက ကျမ်းမာရေးတစ်ခုတည်းမှာပဲလုပ်တယ်ကျမ်းမာရေးတောင်မှသူ့မှာဟို disease area ယောဂကြီး6မျိုးကိုပဲလုပ်ရတာအဲ့ဒါဖြစ်တဲ့အတွက်ကျမ CSG ဆိုပြီးတော့မှ communication services groups ဆိုတော့ community တစ်ခုကိုထောင်ပါတယ်ဒီဘက်ကနေပြီးတော့ inline မဖြစ်လို့ MOU ထဲမှာပါမှာမပါလို့မလုပ်ရအောင်ဆိုတဲ့ဟာတွေကိုဟိုဘက်ကနေပြီးတော့လုပ်ရအောင်ဆိုလုပ်ပါတယ်ဒါကြောင့်မလို့ကျမရဲ့ company မှာ education service လည်းပေးပါတယ်ပြီးတော့ production service လည်းပေးပါတယ်ပြီးတော့ဟိုကိုရီးယား မျိုးသမီးပေါ့တငယ်ချင်းအမနင်းစီယာတို့အိမ်အောင်ရှမတယောက်နေ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 ရနေရောမှာသူအဲကယ်ရီယာဝူမန်ဖြစ်ချင်တော့ဗောနော်ဆိုတာနဲ့ကျွန်မကနေအေဒိုကွန်မြူနီအောက်မှာ translation services ဆိုတော့ဖွဲ့မယ်အဲ့ဒါလေးနဲ့လို့ဆိုတော့လို့တာလေ10နှစ်ရောက်တဲ့အခါကျတော့ဒါဟိုဝူမန် channel တွေပါတယ်ဗောနော်အဲ့ဒါတွေထိလုံနိုင်တာဖြစ်သွားပါတယ်အဲမြင်ရမှာတော့ ဟိုဘာတွေကလိုနေတယ်လဲဆိုတာကိုမြင်ရပြီးတော့အဲ့ဟာကိုဘယ်လိုဖြည့်မလဲဆိုတာမြင်ရတခါပြန်ကြားလို့ရှိရင်ဒီအုပ်စုကြီးတအုပ်စုကိုကုညင်ချင်တဲ့အတွက်လောက်ရတာရှိတယ်တခါပြန်ကြားရင်ဒီအုပ်စုကြီးတအုပ်စုကိုမကုညင်ချင်နှံ့ရင်တော့မှ case study အနေနဲ့တယောက်တော့ကုညီရအောင်လုပ်မယ်ဆိုတာအကျွန်မကမြန်မာရုပ်ရှင်လောကကြီးဟာအပြည်ပြည်ဆိုင်ရာတင်ယိုးညွှန်းနှမ်းမှာတင် जा တက်မြောက်တဲ့လူတွေကဥဆောင်တဲ့ရုပ်ရှင်လောကကြီးဖြစ်စေချင်ပါတယ် now ဒီထဲမှာပါတဲ့လူတွေကအပြည်ပြည်ဆိုင်ရာအရီနာကြီးထဲမှာလူရိုးသေးရှင်းရိုးသေးအလေးအတိအမှတ်ပြရတယ်လေးစားရတယ်လူတွေလည်းဖြစ်စေချင်ပါတယ် အဲ့လိုမျိုးဖြစ်ဖို့အတွက်ဆိုရင်အပြည့်ပြည့်ဆိုင်ရာ practice ကိုသိဖို့လိုတယ်လေအဲ့တော့ကိုကတစ်ခေါက်သွားလိုက်ပြန်လာတဲ့အခါကျလို့ရှိရင်ရှင်းပြလိုက်ပေါ့ဒါပေမဲ့လို့အဲ့လိုဟဲ့ workshop လေးတစ်ခုလုပ်မယ်အထမင်းလဲကျွေးမယ်လဖေးလဲနှစ်ခါတိုက်မယ်ဆိုအဲ့လိုမျိုးပြောလို့ရှိရင်တော့မှဟိုကျွန်တော်နေအတွက်ဘယ်သူပေးမှလဲလို့ဆိုတဲ့လူတွေကရှိပြန်ရောလေအဲ့နောက်ဆုံးပေးကြတော့အေးတယောက်ဟိုတအုပ်စုကြီးကိုပေါ့နော်လုပ်ပေးလို့မရရင်တော့မှ groom လုပ်လို့မရရင်တော့တယောက်ကိုတော့အဲရအောင် case study အနေနဲ့ပေါ့တင်မဲဆိုတော့ကျွန်မသမီးလုပ်တဲ့လူကို Master Filming နဲ့ Academy of Art San Fran မှာတော့သင်ခိုင်းတာပါအဲ့ဒါဗမာပြည်အတွက်ကတော့ဟိုမြန်မာအမျိုးသမီးလေးတူအ International Curriculum မှာအ Master ဘွဲ့တစ်ခု ရုပ်ရှင်ဘာသာရပ်မှာရတယ်ဆိုတာတော့လုတ်ပေးလိုက်နိုင်တာပေါ့နော်ကျန်တဲ့လူတွေတော့ကျွန်မလည်းပြောတာပါပဲအဲသင်လည်းသင်ပေးတာပါပဲဒါပေမဲ့လက်ခံတဲ့လူရှိလက်မခံတဲ့လူရှိတာ